အားလုံးပဲမင်္ဂလာပါဒီနေ့တော့ငပိအတူမြုံနဲ့ဝတ်သားကိုလုံးချက်လေးချက်စားมาဖြစ်ပါတယ်ခင်ဗျာလေးစီကြအောင်မလားမျိုးတို့ခင်ဗျာကျွန်တော်တို့ဝတ်သားကိုချက်ဖို့အတွက်ကဲဝတ်သားကိုကျွန်တော်ထုတ်ပါပြီပေါ့နော်ရေခဲတက်တာတော့ကျွန်တော်ဘာမှပြေမလို့တော့လက်လက်ဆက်ဆက်တော့မစားဘူးပေါ့ဗျာနော် ေစီးချင်တော့အယူထရာကိုလာခဲ့ကြပါမျိုးတို့ရေကဲဝတ်သားလေးကိုကျွန်တော်တို့ခုတ်ထစ်ပြီးတော့ခြေဆေးဖို့အတွက်ခုတ်မနေရအောင်သွားတာဖြစ်ပါတယ်ဗောနော်လေလေးကကျွန်တော်တို့ဒီယူထရာမှာမတရားသွားတယ်ပေါ့နော်နိုင်ငံနိုင်ငံသားတွေဒါအများတယ်ပေါ့ ကဲဝတ်သားလေးကိုကျွန်တော်ရေးဆေးပြီးတော့ကဲဝတ်သားလေးကိုလှီးมาဖြစ်ပါတယ်ဗောနော်ဒါကလည်းကျွန်တော်တို့မထောက်ဘောနော်မထတ်တော့စွဲတယ်ဗျာအလီးတယ်ကဲကျွန်တော်တို့လှီးလို့တော့ပြီးသွားပြီဗောနော်ရေးဆေးဖို့ပဲကျွန်တော်တော့ဗောရေးလေးဖွင့်တယ်လောင်းခဲ့တယ် ဖလ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 ဆိုရေးလေးကိုဆေးလိုက်ပါတယ်ခင်ဗျာဒီကတော့ကျွန်တော်သုံးလုံးသုံးလော့လေးလော့လောက်ဆေးရပါတော့နော်ကဲပန်းလေးတွေလှလာမျိုးတို့လှရင်ပြောနော်ဘယ်နေရာမှာနေလဲပြုတ်ပို့ပြီးမယ်နော်ဒီ channel မှာပန်းနေတဲ့ပုံမျိုးရှိတယ်ပေါ့နော်ကဲကျွန်တော်ဝတ်သားကိုအချုံမုတ်စာဆွနေမဟုတ် မြို့ဒီစိတ်မို့ပါတခါလဲနေမယ်ပေါ့နော်ဒါမှကျွန်တော်ကလုံးကျွက်ချက်မှာဆိုတော့ကျွန်တော်ထဲ့တာအချိန်လုံရတယ်ပေါ့နော်မြို့ဒီစိတ်မို့များသွားတယ်ပေါ့တချို့မို့လဲဒီလိုပဲပေါ့နော်တစ်ဖက်ဖုံးရိုက်ထားတဲ့အတွက်မအားတဲ့အတွက်ဆုံးမှအချိန်လုံပြုတ်ထွက်သွားတယ်ပေါ့နော်အချို့မို့လဲမနေဘူးများသွားတယ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ကိုချက်တဲ့ဟင်းနံပါတ်၁ပဲပေါ့နော်စားကောင်းကြတော့လက်လံပါနော်ဟဲ့ဟဲ့ဟဲ့စားတာပါနော်ကဲစားပါ စားကျွန်တော်ထပ်မကြလို့ပေါ့နော်ထပ်ကြရင်တော့စားတကယ်များတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပါနော်ကိုချက်တက်ဟင်းနံပါတ်1ပဲပေါ့နော်အဲဝက်သားလေးအဲ့လိုနေပြီးတော့ကျွန်တော်ရေကတက်တာထဲမှာကြာ15မိနစ်လောက်နှက်ထားလိုက်ပေါ့နော်အလေတွေကတော့ကျွန်တော်အဲပါလာတယ်ပေါ့နော်လေတွေကတစည်းပစည်းခဏလေးလာတယ်ပေါ့နော်အဲဒီမှာဆိုရင်တော့နိုင်ငံသားတွေတအားများတယ်ပေါ့နော်ဂျပန်တို့တရုတ်တို့ကျွန်တော်ကိုရီးယားတို့အင်္ဂလိပ်တို့ပေါ့နော်ဒီအယူထရမှာသူဖျားဖူးတွေလဲတယ်ကျွန်တော်တို့ဒီချောင်းနေတော့လာလှေစီးကြတာပေါ့နော်ဒီလေးဆိုတာပုတ်ပြတ် နှားပြီးတော့စီးတာပေါ့နော်သူများနိုင်ငံမိုက်တယ်ဗျာနော်ကဲကျွန်တော်တို့ဝက်သားလေးကိုကျွန်တော်တို့ချက်ဖို့အတွက်ဒါကျက်သွုံကိုကျွန်တော်ပေါ်ပေါ်ပါလီတော့ကျက်သွုံပြူတစ်စက်တပြားရိုက်ပြီးတော့ဒါစီတက်နေတာပေါ့နော်စီတက်လို့ကျွန်တော်တို့နည်းနည်းလေးကျက်သွုံလေးရဲခန့်နေပြီဆိုတော့ဒါဝက်သားထည့်မှာပေါ့နော်ကဲဝက်သားလေးထည့်ပါပြီခင်ဗျာကျွန်တော်ရေကြေးတက်တာကျွန်တော်55မိနစ်လောက်ထားရတယ်ပေါ့နော်ကဲဝက်သားလေးထည့်ပါတယ် ကဲကျွန်တော်တို့ရေလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ကွက်သားလေးကိုနှက်ထားမှာဖြစ်ပါတယ်ခင်ဗျာကဲဖုံးလေးအုပ်ကြုပ်ကဲကျွန်တော်တို့ကွက်သားထဲကိုထည့်ဖို့တော့ဗောနော်ထိုင်းနိုင်ငံမှာတော့ဖာခပောင်လို့ခေါ်တယ်ဗောနော်ကျွန်တော်ဘာမှလို့တော့ခေါ်မတတ်ဘူးဗောနော်သူကကျွန်တော်ခပောင်ကြော်စားတာတွေခပောင်နေရာတို့ခပောင်မူတို့ဗောနော်အဲဝက်ခပောင်ကြော်တို့အမဲခပောင်ကြော်တို့ပါဆိုရင်သူ့အကျိုးကတအားမှစားကောင်းတယ်ဗောနော်ဘာမှလို့တော့ကျွန်တော်ခေါ်မတတ်ပါဘူးခင်ဗျာ အဲကျွန်တော်ဥပမာပြောမှာဆိုရင်တော့ပင်စိမ်းတို့စီရပုံစံမျိုးလိုပေါ့နော်သူလဲဒါကတော့ဒီနိုင်ငံမှာတော့ခပ်ဖောင်လို့ခေါ်တယ်ပေါ့နော်အမျိုးတွေထဲမှာသိရင်လည်းပြောပြပြောပြသွားလို့ရတယ်ပေါ့နော်အဲခပ်ဖောင်ရွက်လေးကိုကျွန်တော်ရေးဆေးမယ်ပေါ့နော်ကျွန်တော်ဗမာလိုတော့ comment တက်ပေါ့နော်ဒါကိုကဲရေးဆေးပြီးသွားပြီဆိုရင်တော့ဒါလည်းကျွန်တော် comment တက်ပေါ့နော်အဲရှမ်းလိုလည်းကျွန်တော်မသိဘူးဗမာလိုလည်းကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်ဒီအိမ်ပိုင်ရှင်အဖွားကြီးကဒီရွက်ကတို့စားလို့ရတယ်ဆိုလို့ကျွန်တော်တို့ပြောလို့ကျွန်တော်လည်း အစမ်းကြီးတို့စားရင်လည်းဒီရွက်လေးကိုကြိုက်သွားတယ်ပေါ့နော်အဲတကယ်တော့မှလည်းသူကရတာရှိတယ်ပေါ့အဲ့ရွက်လေးကကဲဝတ်သားတော့ကျွန်တော်တို့ဒါတရေတော့ပြီးသွားပြီပေါ့နော်နောက်ထပ်ကျွန်တော်ရေကြီးနည်းနည်းထက်ထည့်တာတော့ပေါ့နော်မိုးရီကချုပ်ဒီနေ့တော့ကျွန်တော်ရာသီဥတုတော့ကောင်းတယ်လို့ခေါ်အောင်ပါဘောနော်ရာသီဥတုကောင်းတယ်ဘောနော်လာပြီပြန်ကျွန်တော်လှည့်ပြီပေါ့ဒစည်းပြီးဒစည်းကိုသွားတာဘောနော်လှည့်ရ သူတို့ကတော့ပျော်ပါနေရမနော်ဘဝတွေကတော့ကိုနေရတခြားစီပဲဗျာနော်ကိုတွေမှတော့တင်းတင်းကအလုပ်ကိုလုပ်လိုက်ရတာဒါတော့မှဘယ်မှမသွားနိုင်ဘူးနော်ကဲဒါကတော့ကျွန်တော်ခရမ်းကျူတီသေးလေးတွေပေါ့နော်တခုလာပေါ့ကစော်သေးလေးတွေပေါ့အဲဒီ channel ထဲမှာတော့ကျွန်တော်တို့တို့စီရအမြှောက်ရတော့အဲဘာမှမတက်ဝယ်ကြမလို့ပေါ့နော်ဒီ channel ထဲမှာအကုန်ရှိတယ်ပေါ့နော်တို့စီရတို့ရပူစားမလို့ပေါ့နော် ကဲဝတ်သားလေးရတော့ကျွန်တော်တို့အဲရေခန်းစာကဖြစ်လာပြီเนาะ။ Yeah ဒီရော့လဲကျွန်တော်တို့ကရှမ်းလိုလဲခေါ်မတက်လို့ဘမလိုလဲကျွန်တော်ခေါ်မတက်ပြန်ပါဘူးเนาะဒီရော့ကကျွန်တော်ကွန်းကွန်းရွက်ပုံစံအနှံ့လေးပေါ့เนาะဒါပေမဲ့သူကအဲတုတ်ဆိုင်လဲတကယ်ကမှကောင်းတယ်ပေါ့เนาะကျွန်တော်ကြိုက်တယ်ပေါ့ဒီရော့လေးကွန်းပုံစံမျိုးလေးသူကကွန်းရွက်ပုံစံမျိုးလေးပေါ့เนาะအနှံ့လဲကွန်းအနှံ့ပုံစံမျိုးလေးပဲဒါပေမဲ့တုတ်ဆိုင်တအားအောင်မှကောင်းပါတယ်ပေါ့เนาะကျွန်တော်ကြိုက်တာကိုပြောတာပေါ့เนาะ ချက်ဘောသားတော့ကျွန်တော်တို့ဖြတ်ပြီးပေါ့နော်အဲဖြတ်ပြီးဆိုတော့ကျွန်တော်ဒုနာခုတဲ့ခပောင်ရွက်လေးကိုတောင်းနေထည့်မှာပေါ့နော်ကဲခပောင်ရွက်လေးထည့်ပါဦးခင်ဗျာဒါနောက်ဆုံးအမြင်လေးပေါ့နော်ကဲထမင်းလည်းကြက်ပြီးဆိုတော့ဟင်းလည်းကြက်ထမင်းလည်းကြက်ပြီးဆိုတော့တောင်းနေထမင်းဆွဲပါတော့မယ်ခင်ဗျာကဲဒါတော့နမူနာလေးပြတော့ဗောနော်ဟဲ့ဟဲ့ဟဲ့ ကိုချက်ကိုကောင်းမို့နော်မျိုးတွေအားလုံးပဲစားကြပါအောင်လားခင်ဗျာမျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျောင်းမှာချမ်းသာကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကဲရှင်နေတော့ကျွန်တော်တို့အလောက်ကလည်းပြင်မှန်းတာလေပိုက်လည်းတော်တော်စားနေပေါ့နော်ကဲဒီနေ့စားမှာကတော့ကျွန်တော်တို့ဝက်သားလေးကိုကျွန်တော်လုံးချက်လေးပေါ့နော်လုံးချက်လေးစီချမ်းရေးချမ်းလေးပေါ့ အဲဒါကတော့ကျွန်တော်တို့ချမောင်ရွက်နဲ့ငချောင်းနဲ့ပေါ့နော်ငပိငပိလုတ်ပေါ့နော်အဲဒါလေးကတော့ကျွန်တော်တို့တွေ့စရာလေးပေါ့နော်ကျွန်တော်အမိဘွားတော့ကျွန်တော်ခေါ်မတက်ဘူးပေါ့နော်အဲဒီရွက်လေးဒီရွက်လေးအဲသူဆိုရင်လည်းကျွန်တော်တို့ဒါကုန်းနဲ့တူတယ်ပေါ့နော်သူကကုန်းနဲ့တူတယ်အဲဒီရွက်လေးကကုန်းနဲ့တူတယ်ပေါ့နော်ဒါပေမဲ့ဥတီတီနဲ့တုတ်လို့ခေါင်းတယ်ပေါ့နော်ကဲအားလုံးပဲစကြပါဦးခင်ဗျာမျိုးတွေကျွေးပါတယ်ခင်ဗျာ လောဘဇုံးတော့မပါတော့ဘူးဒီတိုင်းမဆွဲလိုက်တော့เนาะအဲဒီကောင်ကုန်းမုံတာမျိုးလေးပေါ့နော်ဒါပေမဲ့တို့လို့တော့ကောင်းတယ်ပေါ့နော်ကျွန်တော်ကွန်ပျူတာကိုခေါ်တဲ့လေမျိုးရှိနေချက်ရေးပို့ပေါ့နော် မျိုးရအောင်မယ်ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဆက်ဆွဲလိုက်ပါအောင်မယ်နော်ကျွန်တော်ရဲ့နောက်ဗီဒီယိုတွေလည်းအပိတ်တိစုပေးပါအောင်ဒီနေ့